အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ချက်ချက်မဲ့ channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ချက်ပြမဲ့ဟင်းလေးကတော့ထမင်းပေါင်းအုပ်နဲ့ငါတလောက်ပေါင်းလေးကိုဘလွဲ့လွဲ့လွဲ့ကူကူပေါင်းရမလဲဆိုတာကိုချက်ပြသွားမှာဖြစ်ပါတယ်ရှင်ကျမတို့မြမဟင်းလေးရတွေထဲမှာဆိုရင်တော့ငါတလောက်ပေါင်းလေးကလူကြိုက်အများဆုံးနဲ့အကောင်းဆုံးဟင်းတစ်ခွက်ပါပဲရှင်ဒီငါတလောက်လေးကအယိုးများတဲ့အတွက်နူးဤနေအောင်ယခုလိုမျိုးပေါင်းစားရင်တော့အလေလွဲ့မရှိဘဲနဲ့အလွန်စားကောက်တဲ့ဟင်းလေးတစ်ခွက်ပါနော် ကိုယ့်အိမ်မှာပရက်ရှာကွက်ကမရှိလို့ဆိုပြီးတော့ငါတလောက်ပေါင်းပေါင်းစားလို့မရဘူးဆိုပြီးတော့စိတ်မညစ်ပါနဲ့အိမ်မှာရှိရဲပေါင်းလေးနဲ့ပဲငါတလောက်ပေါင်းကိုလွယ်လွယ်ကူကူပေါင်းလို့ရပါတယ်အချိန်လေး3နာရီလောက်ပေးုံနဲ့ငါတလောက်ပေါင်းလေးကိုနူးဣပြီးဘလို့လွယ်လွယ်ကူကူပေါင်းအောင်လေးဆိုတာကိုကျမတို့ channel မှာချက်ပြထားပါတယ်ရှင်ယခုလိုမျိုးချက်ပြရတဲ့နီလန်လေးကိုကြည့်ရှုနိုင်ဖို့အတွက်ကျမတို့ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးနော် ထမဦးဆုံးငါးသလောက်လေးကိုအကြီးကွန်ထိုးပြီးတော့ခုတ်ထစ်ဆေးကြောပြီးတန်းစင်ထားပါမယ်။ပြီးရင်တော့အချုံမုံစားစနွင်နေပြီးတော့နိုင်ဝက်ခန့်လောက်နှစ်ထားပြီးပါမယ်ရှင်။အတလောက်ပေါင်းလေးပေါင်းဖို့အတွက်ကတော့ခရမ်းကျင်သီးဆယ်လုံးခန့်လောက်ကိုစိတ်ထားပေးပါမယ်။ပြီးရင်တော့တံမြသီးတစ်လုံးကိုလည်းလှိထားပေးပါမယ်။စက်တုံအဖြူနီလိုပါရရှင်။ ခရမ်းကျင်နီကိုအနှစ်များများလေးကြာရင်တော့ပို့ထည့်လို့လည်းရပါတယ်။စက်တော်အနီကိုတော့ဥကြီးရင်လေးသိမ့်စိတ်ပြီးတော့ဥသေးလို့ရှိရင်အလုံးလိုက်လေးထည့်လို့ရပါတယ်ရှင်။ပြီးလို့ရှိရင်တော့ငါတလောက်ပေါင်းပေါင်းမှုအတွက်ပေါင်းအောင်အောင်မှာမကတ်အောင်လို့ဇပလင်သို့မဟုတ်ကြံလေးတွေခံလို့ရပါတယ်။ကျမကတော့အိမ်မှာအလွယ်တကူကြံယူလေးရှိရတဲ့အတွက်ကြံလေးတွေကိုစိတ်ပြီးတော့ပေါင်းအောင်အောင်မှာရဖို့လိုပဲခင်းထားပေးလိုက်ပါမယ်ရှင်။ ။အိုးရဲကိုငါးလေးတွေထည့်ပြီးပြီးဆိုရင်တော့တံမြာသေးတစ်လုံးလှီထားတာကို အရင်ညှစ်ပြီးတော့ထည့်ပေးလိုက်ပါမယ်ရှင်။တမယာတီးထဲ့ခြင်းကငါရဲ့အညီနှံကိုပျောက်စေတယ်လို့ငါတလောက်ပေါင်းလေးကိုလည်းပို့ပြီးတော့မှုစေပါတယ်။ပြီးရင်တော့ရတာအတွက်အချုံမုံ၊စာ၊ရှလကာရီတစုံ၊မြုပ်သီးစိမ့်မှုန့်တို့ထည့်ပါမယ်ရှင်။တမယာတီးတလုံးထည့်ထားခြင်းအတွက်ရှလကာရီတစုံပဲထည့်ထားခြင်းဖြစ်ပါတယ်။တမယာတီးမရှိပါကရှလကာရီကို ၄ဆောင်းလောက်ထိထည့်နိုင်ပါတယ်။လီထားတဲ့ခရဲညင်သီးလေးတွေနဲ့စက်တုံအဖြူနီးလီထားတာလေးပါတစ်ခါတည်းရောပြီးတော့ထည့်ပေးပါမယ်။အရာသာပေါ့ငန်အတွက်ငပြရည်နှဲငယ်လေးကိုလည်းထည့်ပေးပါမယ်ရှင်။ပြီးရင်တော့စီလေးနှဲငယ်ထည့်ပါမယ်ရှင်။ဒီနေရာမှာကိုကစီမြမြကြိုက်တယ်ဆိုလို့ရှိရင်လည်းစီကိုမြမြလေးသုံးပေးနိုင်ပါတယ်နော်။နောက်ဆုံးအနေနဲ့ခရမ်းညင်သီးနဲ့ငတလောက်လေးတွေအကုန်လုံးကိုရေမြုပ်တီအထိရေမြမ်းများလေးထည့်ပြီးတော့အဖုံးအုပ်ပြီးတော့ပေါင်းကြပါမယ်နော်။ ။ပေါင်းအိုးတွေကိုဒါလေးတွေပဲအကုန်လုံးစုထည့်ပြီးပေါင်းအောင်မှာဆိုတော့အရန်ကိုလွယ်ကူပါရဲ့နော်။အပလောက်ပေါင်းဖို့အတွက်ကတော့ဒီအဆင့်လေးတွေပဲအားလုံးလိုအပ်ပါရဲ့ရှင်။ဒီလိုအဆင့်လေးတွေပြည့်စုံပြီဆိုလို့ရှင်နော်ငါတလောက်ပေါင်းစာပေါင်းလို့ရပါပြီ။ပြီးရင်နော်ငါတလောက်ပေါင်းအိုးလေးကိုပေါင်းအိုးတွေတင်ပြီးတော့ခလုံးနေပြီးတော့ပေါင်းထားကြမယ်နော်။ခုပေါင်းထားတာဆိုလို့ရှိရင်တော့45မိနစ်ခန့်လောက်ရှိပါပြီ။ဒီအချိန်လောက်ဆိုလို့ရှိရင်တော့အဖုံလေးတစ်ခါလောက်ဖွင့်ကြည့်ပေးပါမယ်။ ရေလေးကတော့တိတ်ပြီးမခမ်းသေးတဲ့အတွက်အဖုံးလေးပြန်အုပ်ထားပြီးတော့စက်တဲထားပေးပါမယ်။ရေခမ်းသွားသည့်အထိမကြည့်ဘဲနဲ့ထားလို့လည်းရပါတယ်။ဒါပေမဲ့ငါးလေးတွေကပ်မှာဆိုတဲ့အတွက်ယခုလိုမျိုးစောင့်ကြည့်နေရပါ။နောက်15မိနစ်လောက်ကြာတဲ့အခါမှာတော့ငါးလေးကရေခမ်းသွားပါပြီ။အယိုးလေးကိုထိုးကြည့်လိုက်တဲ့အခါမှာတော့မနူးသေးတဲ့အတွက်နောက်တစ်ရေရေမြုပ်အောင်ထပ်ထည့်ပြီးတော့ထပ်ပေါင်းထားပေးပါမယ်။ ငါတလောက်ပေါင်းပေါင်းတဲ့နေရာမှာတော့အချိန်ကနည်းနည်းကြာတဲ့အတွက်စိတ်ရှည်ရှည်တော့ထားပြရပါတယ်ရှင်။နောက်ထပ်ရေခမ်းသွားသည့်အထိတနအိခန်းလောက်ရခုလိုပဲဆက်ပြီးတော့ပေါင်းပေးထားရပါတယ်။စမားကတော့ငါတလောက်ပေါင်းပေါင်းထားတာလေးကအချိန်နည်းနည်းကြာနေတဲ့အတွက်မဆောင်နိုင်တော့ဘဲနဲ့ပေါင်းခလုတ်ကြသည့်အထိပဲတည်ထားလိုက်ပါတယ်။အဖုံးလေးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ရခုလိုပဲငါးလေးတွေကနူးဦနေပါပြီ။ ပြချသွားအောင်လို့ငတလောက်လေးတွေကိုခတ်ပြီးတော့ယခုလိုပဲလက်နဲ့ဖြည့်ကြည့်လိုက်တဲ့အခါမှာတော့အရိုးလေးတွေကနူးနေပါပြီ။စီလေးတွေကလည်းပြန်နေပြီးကိုလိုချင်တဲ့အနေထားလည်းရပြီ။အပေါ့ငံလည်းမြည်ပြီးပြီဆိုလို့ရှိရင်တော့ငတလောက်လေးကိုဆက်မတဲလို့လည်းရပါပြီ။တကယ်လို့ကိုက ထပ်ပြီးနူးစေချင်တယ်ဆိုရင်တော့ရေထည့်ပြီးတော့ထပ်တယ်လို့ရပါတယ်။ တလောက်ပေါင်းလေးကိုစားဖို့ခတ်လိုက်ပါတော့မယ်နော်အနက်လေးကအရန်မွေးရဲ့အတွက်ဘိုက်တွေလဲစားနေပါပြီတင်ကတလောက်ပေါင်းလေးမှာထူချားစီရတခုကတော့ကြံရိုးလေးခံပြီးတော့ပေါင်းထားတဲ့အတွက်ကြံနဲ့မွမွေးလေးနဲ့ကြံရဲ့အချိုတက်လေးပါငါတလောက်ပေါင်းလေးကိုရောက်စေပါတယ်ရှင်ငါတလောက်ပေါင်းစားပေါင်းလေးကိုကဘေးကအိန္ဒိယတောင်လာမေးယူရပါတယ်ဟဲငါတလောက်ပေါင်းနဲ့လေးကမွှေးလိုက်တာဆိုပြီးတော့အဲ့လောက်ထိကိုတော်တော်ကောင်းတဲ့ငါတလောက်ပေါင်းလေးပါ င်မတို့မြမလူမျိုးတွေအတွက်ကတော့ငသက်လောက်ပေါင်းမကြိုက်သူကမရှိသက်လောက်ကိုရှားပါတယ်။အယိုးလေးတွေကပေါင်းထားတော့နူးဤပြီးတော့ခလေးလူကြီးမရွေးလဲစားသုံးလို့ရပါတယ်။ဒါကြောင့်မလို့ယခုလိုမျိုးလွယ်လွယ်ကူကူပေါင်းရတဲ့ငသက်လောက်ပေါင်းလေးကိုလိုက်ပြီးချက်စားကြည့်ဖို့ဖိတ်ခေါ်ပါရနော်။ယခုလိုမျိုးဟင်းချက်တဲ့နီလန်ကောင်းလေးများကိုကျမတို့ channel မှာတပတ်တပုံအမြဲတမ်းတင်ဆက်ပေးမှာဖြစ်တဲ့အတွက် channel လေးကို subscribe လုပ်ပြီးအသစ်တင်တိုင်းသိရှိစေရန် notification bell လေးကိုပါနှိပ်ထားခဲ့ပြီးကြပါနော်။ကြည့်ရှုသူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။